င်းပါပါရှင်ရန်ကုန်ခေတ်တက်ကနေဒီနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ချင်းပြည်နယ်အတွင်းကပြည်နယ်အစိုးရတင်တာလုပ်ငန်းအများစုကိုရယူမယ်ဆိုရင်စစ်ကောင်စီပြည်နယ်အစိုးရနဲ့စစ်အရာရှိတွေကိုငွေကျပ်သိန်းထောင်ကျီလက်ငွေပေးနေရပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနက တင်းလာရေးတိုင်းမှာခံထားဖို့အတွက်ဆရာဝန်သူနာပြုကျမ်းမာရေးမူတားဖွားဆရာမအပါဝင် ကျမ်းမာရေးဝန်ထမ်းတွေကိုခေါ်ယူနေတယ်လို့ထုတ်ပြန်ကြေညာလိုက်တဲ့တင်းအပါဝင်နေ့လည်ကင်းတင်းတွေကိုတင်ဆက်ပေးပါမယ်ပရမဇုံတည်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ချင်းပြည်နယ်အတွင်းမှာရှိတဲ့ပြည်နယ်အစိုးရတင်တာလုပ်ငန်းအများစုကိုရယူလိုပါက ဝင်ကြီးချုပ်ဒေါက်တာဝန်စွန်းထံလမ်းပန်းဆက်သွယ်ရေးဝင်ကြီးစစ်အရာရှိဟောင်းနေလင်းအောင်စစ်တပ်ပြူဟာမှုစိုးဝင်းထွန်းတို့ကငွေကျပ်သိန်းထောင်ကြီးလက်ငွေကောက်ခံနေတယ်လို့ချင်းပြည်နယ်စစ်ကောင်စီသတင်းရင်းမြစ်ကပြောပါရယ်အခုဗန္နာရေးနေ့အတွက်ချင်းပြည်နယ်အတွင်းလှုပ်ဆောင်မှုရှိနေတဲ့ဒေသဖွံ့ဖြိုးရေးဆိုင်ရာပြည်နယ်အစိုးရတင်တာတွေကိုခေါ်ယူခဲ့ရမှာချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝင်ကြီးစစ်အရာရှိဟောင်းနေလင်းအောင်စစ်ပြူဟာအခြေချဟာခါမစစ်ပြူဟာမှုပုံမှုကြီးစိုးဝင်းထွန်း ဟာခါအခြေဆိုင်ခမာယာ266တန်ရင်မှပိုမှုအာကာကြော်မိုးတို့ကသူတို့နဲ့နှီးစပ်တဲ့စီးပွားရေးကုမ္ပဏီတွေစီကနေငွေကျပ်သိန်းထောင်ချီလက်ငွေရယူပြီးတင်နာတွေရရှိအောင်ဆောင်ရွက်ပေးနေတယ်လို့ချင်းပြည်နယ်စစ်ကောင်စီသတင်းရင်းမြစ်ကပြောပါရယ်လက်တလော့တင်တာရရှိတဲ့ကုမ္ပဏီတွေကိုတရားဝင်ကြေညာခြင်းမရှိသေးခြင်းချင်းပြည်နယ်ဝင်ကြီးချုပ်ဒေါက်တာဝန်းစုံထံနဲ့ ရှင်းပြည်နယ်ဥပဒေချုပ်တို့ကလည်းသူတို့ဆွေမျိုးကုမ္ပဏီတွေကိုတင်တာချပေးဖို့နဲ့သူတို့လက်ငွေရယူထားတဲ့ကုမ္ပဏီတွေကိုတင်တာလုပ်ငန်းတွေပေးဖို့အတွက်စီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒါအပြင်ရှင်းပြည်နယ်အတွင်းတစ်ခိုးထုံးမှုအပါအဝင်တရားမဝင်လုပ်ငန်းတွေအတွက်လမ်းဘက်ဆက်သွယ်ရေးဝန်ကြီးနေလင်းအောင်စစ်ပြူဟာမှုဗိုလ်မှူးကြီးစိုးဝင်းထွန်းတို့ကိုလက်ငွေလှဆိုင်ပုံမှန်ပေးနေရတယ်လို့သိရပါတယ်။ ဲ့ဒီစစ်အရာရှိဟောင်းနေလင်းအောင်က2024ခုနှစ်ဖေဖော်ဝါရီလကစပြီးဝင်ကြီးအဖြစ်ခန့်အပ်ခံရပေမဲ့တနေ့အတွင်းတရားမဝင်လုပ်ငန်းတွေနဲ့ချိတ်ဆက်ပြီးငွေကြေးရယူကချမ်းသာလာတယ်လို့ချင်းပြည်နယ်စစ်ကောင်စီသတင်းရင်းမြစ်ကပြောပါရရှင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနကတနင်္လာနေ့တိုင်းမှာခံထားဖို့အတွက်ဆရာဝန်၊သူနာပြု၊ကျန်းမာရေးမှူး၊တာဖွားဆရာမအပါဝင်ကျန်းမာရေးဝန်ထမ်းတွေခေါ်ယူနေတယ်လို့ထုတ်ပြန်ကြေညာလိုက်ပါတယ်။ တနင်္လာရီတိုင်းမှာတာဝန်ထမ်းဆောင်နိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရစံမာရေးဝင်ကြီးဌာနကအထူးကုဆရာဝန်တွေဆရာဝန်တွေအထူးပြုသူနာပြုတွေသူနာပြုတွေစံမာရေးမှုတွေအမျိုးသမီးစံမာရေးဆရာမတွေပြည်သူစံမာရေးကြီးကြပ်တွေနဲ့တားပွားဆရာမတွေကိုခေါ်ယူနေတာဖြစ်ပါတယ်လျှောက်ထားသူတွေဟာနိုင်ငံဝန်ထမ်းဖြစ်ပါက CDR ဝန်ထမ်းဖြစ်ရမှာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်မှုမရှိသူဖြစ်ရမယ်လို့ဆိုပါရယ်နိုင်ငံဝန်ထမ်းမဟုတ်ပါကအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်မှုမရှိသူဖြစ်ရမယ်လို့ဆိုပါရယ် ခန့်အပ်ချေခံရပါကအမျိုးသားညီညွတ်ရေးအစိုးရစံမာရေးဝင်ကြီးဌာနကတာဝန်ချထားမဲ့နေရာဒေသတွေကိုတွားရောက်ပြီးတာဝန်ထမ်းဆောင်နိုင်ရမှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရစံမာရေးဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ပဲခူးတိုင်းဒေသကြီးရန်ကုန်ပြည်လမ်းနဲ့မင်းလားမြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း ဒုတိယပုံမူကြီးစော်မျိုးဝင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ပုံမူခရိုင်ရဲမှုနဲ့မြို့မရဲစခန်းမှုအပါအဝင်အကြမ်းဖက်စစ်တပ်ကအယောက်20ဦးထပ်မနေသေးဆုံးခဲ့တယ်လို့တာယာဝတီခရိုင်အမှတ်3တပ်ရင်းရဲ့တပ်ရင်းမှုဆရာလေးကရန်ကုန်ခေတ္တကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ညနေ4နာရီလောက်ကမင်းလားမြို့နယ်စင်အိုင်ချောင်းပေါက်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ရဲ့ခလာယာတစ်လက်အောက်ခံစစ်သားတွေနဲ့ပြူစောတီတွေပူးပေါင်းထားတဲ့အင်အား60ခန့်ပါစစ်ကြောင်းကို တော်လန်ရဲတပ်ဖွဲ့ဝင်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေ့ညနေ9နာရီလောက်ကလည်းရန်ကုန်ပြည်လမ်းပိုင်းမင်းလာမြို့နယ်တဲကအကြမ်းဖက်စစ်တပ်ရဲ့စစ်ကွင်းတာဆုံရဲကင်းစခန်းမှာအထိုင်ချပြီးပြည်သူတွေစီကနေငွေကြေးကောက်ခံတာလူငယ်တွေကိုပေါ်တာဆွဲတာတွေလှုပ်ဆောင်နေတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်ရဲတပ်ဖွဲ့တွေကထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲမှာတော့စစ်တပ်ဘက်က9ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြခဲ့တယ်လို့တာယာဝတီခရိုင်အမှတ်3တပ်ရင်းရဲ့တပ်ရင်းမှုဆရာလေးကပြောပါတယ်။အဲ့ဒီတိုက်ပွဲမှာအထိနာသွားတဲ့စစ်ကြောင်းကိုစစ်ကူလာပေးတဲ့25ရောက်ပါတဲ့ဖောကားတစီကိုရှမ်းတောရွာအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တာမှာတော့15ဦးခန့်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာတော့အကြမ်းဖက်စစ်တပ်ဘက်ကတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးစောမျိုးဝင်း အုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးခရယဲမှုအဆင့်တူမြို့မရဲစခန်းမှုတူအပါဝင်စစ်ကောင်စီတပ်သား20ဦးထက်မနည်းသေးဆုံးခဲ့တယ်လို့တာယာဝတီခရိုင်အမှတ်3တပ်ရင်းရဲ့တပ်ရင်းမှုဆရာလေးကရန်ကုန်ခေတ္တကိုပြောပါရရှင်။တနင်္လာရတိုင်းဒေသကြီးတရချောင်းမြို့နယ်မှာရေချိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကတအူးသေးဆုံးခဲ့တယ်လို့ဒေါင်းညီနောက် drone တပ်ဖွဲ့ကပြောပါရတယ်။ ပြီးခဲ့တဲ့မေလ29ရက်နေ့တုန်းကတရချောင်းမြို့ကနေအကြံဘတ်စစ်တပ်ရဲ့ဝင်းဝစခန်းကိုအင်အားတိုးဖို့အတွက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သား80ခန့်ပါရှိတဲ့စစ်ကြောင်းဟာပြင်းပြူသားဖုံးကြီးကြောင်းမှာတက်ဆွဲပြီးရေချိုးနေတဲ့အချိန်မှာပဲတော်လန်ရေးတပ်ဖွဲ့တွေက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုကြောင့်အကြံဘတ်စစ်ကောင်စီတပ်သား2ဦးသေဆုံးပြီး4ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေါင်းညောင် drone တပ်ဖွဲ့ကပြောပါရယ်။ အဲ့ဒီလိုတိုက်ခိုက်ပြီးတဲ့နောက်တော်လန်ရေးတပ်ဖွဲ့ဝင်တွေကတိုက်ပွဲဖြစ်ပွားရာနေရာကိုနေမြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်မှာစစ်အသုံးဆောင်ပစ္စည်းတွေတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တနင်္လာရီမျိုးနယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အခါမှာတော့စစ်တပ်ဘက်က ထိခိုက်မှုရှိတယ်လို့ဘိုခင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတအူးကရန်ကုန်ခေတ်တက်ကိုပြောပါဗျ။ မနေ့ကဇွန်လ18ရက်နေ့နေ့လယ်တနာရီခန့်ကအကြမ်းဖက်စစ်တပ်ရဲ့996တရင်ကနေထွက်လာတဲ့အင်အားတရာကျော်ပါစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကရန်ဖိုကြေးရွာတဒါကြီးအနီးအရောက်မှာပဲမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါအဲ့ဒီတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိပေမဲ့အရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ဘိုခင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတအူးကပြောပါရရှင်။ စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကစစ်ပေးရှောင်ပြည်သူတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ပြည်သူတအူးတေဆုံးပြီးတအူးတန်ရာရရှိခဲ့တယ်လို့ပြည်သူ့ဘက်တော်သားအဖွဲ့အသင်းတာဝန်ခံကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့လယ်2နာရီခွဲလောက်ကစကိုင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကတလွန်ဖြူရွာမှာတက်ဆွဲပြီးကျေးရွာအတွင်းကနေစစ်ပေးရှောင်ပြည်သူတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဲ့လိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေပြစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီးတလူဖြူရွာမှာနေထိုင်တဲ့အသက်40နှစ်အရွယ်အမျိုးသမီးတဦးပွဲချင်းပြီးတေဆုံးခဲ့တယ်လို့အသက်40နှစ်အရွယ်အမျိုးသမီးတဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာငါးတပ်ကြီးဖျားမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့တမ33ကစစ်ကောင်စီတပ်သားတွေပါဝင်ပြီးအင်အား400ခန့်ရှိရဲလို့သိရပါဗျ။ ဒီစစ်ကြောင်းအားသခိုင်းမြို့နယ်အတွင်းမေလ30ရက်နေ့ကစတင်ပြီးမနေ့ကဇွန်လ18ရက်နေ့အထိစစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကနန်းစီဒီယံဝန်ထမ်းတွေကိုနိုင်ငံခြားပညာသင်စေလို့မှုတင်းကျပ်ကန့်သတ်အမိန့်ထုတ်လိုက်ပြီးမြန်မာနိုင်ငံမှာတင်ကြားနိုင်တဲ့ဘာသာရပ်တွေအတွက်ပြည်ပသွားရောက်မှုတွေစီစစ်ဖို့ညွှန်ကြားလာတယ်လို့ဝန်ထမ်းအတိုင်းဝိုင်းနဲ့စစ်ကောင်စီရဲ့ထုတ်ပြန်တဲ့အမိန့်အရသိရပါတယ်။ အတမ်းမဲ့စစ်ကောင်စီကပြီးခဲ့တဲ့မတ်လ26ရက်နေ့မှာနိုင်ငံခြားပညာတော်သင်စီစစ်ရွေးချယ်စေလိုရေးကော်မတီရဲ့လုပ်ငန်းတာဝန်လုပ်ပိုင်ခွင့်တွေပြင်ဆင်ထုတ်ပြန်ခြင်းအမိန့်တစ်ခုကိုထုတ်ပြန်ခဲ့ပြီးအဲ့ဒီအမိန့်မှာ NAM CDN ဝန်ထမ်းတွေကိုပြည်ပစေလိုမှုတွေနဲ့ပတ်သက်ပြီးတင်းတင်းကြပ်ကြပ်ကတ်သက်လာတာဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနတွေနဲ့အဖွဲ့အစည်းအသီးသီးက NAM CDN ဝန်ထမ်းတွေကို တိုက်ရိုက်ပြီးပပညာတော်တင်စေလုခွင့်မရှိပဲနိုင်ငံခြားပညာတော်တင်စီစစ်ရွေးချယ်စေလုရေးကော်မတီကခွဲဝေပေးတဲ့ပညာတင်စုတွေနဲ့သာစေလုရမယ်လို့သိရပါဗယ်အဲ့လိုစေလုရမှာလဲစစ်ကောင်စီကစရိတ်ကြခံစေလုရမှာဖြစ်ပြီးဘာနာရေးဝင်ကြီးဌာနရဲ့အတုံးစရိတ်စီစစ်ချက်ရရှိပြီးမှသာကော်မတီကပညာတင် စေလုရမယ်လို့ထုတ်ပြန်ထားပါဗယ်လူရွေးချယ်ရမှာလဲဝင်ကြီးဌာနကချမှတ်ထားတဲ့ စီကံမူဝါဒလမ်းညွှန်ချက်တွေနဲ့ကိုင်းညီသူဖြစ်ရမှာဖြစ်ပြီးကိုင်းညီမှုရှိမရှိကိုလည်းစစ်ဆေးရမှာဖြစ်တယ်လို့ပညာသင်စေလို့မှုကိုလည်းလစဉ်တစ်လတစ်ကြိမ်စစ်ကောင်စီစီကိုအစီရင်ခံတင်ပြရမယ်လို့သိရပါဗျ။စစ်ကောင်စီလက်အောက်ခံစစ်သမစစ်မှုထမ်းတွေကိုတော့ကာကွယ်ရေးဝန်ကြီးဌာနရဲ့သဘောတူညီချက်ရှိမှသာပြည်ပစေလို့ရေးကိစ္စကိုဆက်လက်ဆောင်ရွက်ရမယ်လို့တင်းကျပ်ထားပါဗျ။ ဒါအပြင်ပြည်ပမှာပညာသင်ရောက်ရှိနေတဲ့နန်းစီဒီယံဝန်ထမ်းတွေအနေနဲ့မဟာဘွဲ့နဲ့ပါရဂူဘွဲ့တွေအတွက်ပညာသင်ကာလတိုးမြင့်လိုပါကတကြိမ်ကိုအများဆုံး6လနဲ့စုစုပေါင်းအများဆုံးတစ်နှစ်သာတိုးမြင့်ခွင့်ပေးရမယ်လို့စစ်ကောင်စီကအမေရိကန်သက်ချက်ထုတ်ပြန်ထားပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။